ောက်လာစဉ်ဒီနေ့ပွဲတော်ဆိုတာဖျားချောင်းကထွက်လာသူတွေတွေ့လိုက်မှတီလာစဉ်အယံမေဝနဲ့တော်ပြီရုံထဖို့ဆုံးဖြတ်တာတွေလေငါမင်းကိုပြောပြခြင်းနဲ့